5.4ထဲမှာရှိတဲ့နောက်တစ်ပိုင်းလေးက the inclusion principle ဖဲတဲ့နေရာမှာပေါ့နော်ဖဲတာအဲ့တော့ဖဲတာကိုမလိုချင်တာကိုဖဲတာဖဲတဲ့ဘာလဲဆိုလို့ရှိရင် principle အဲ့ဒီကောင်တွေကအဲ့ဒီပုံစံတွေမှာဘာတွေနဲ့ပါမလဲဆိုလို့ရှိရင် and not and ဥပမာ အပီအာနဲ့အဆုံးသက်ဘူးကို25နဲ့အဆုံးသက်ဘူးကိုပီနှလုံးနဲ့အဆုံးသက်ဘူးဆိုတော့ not at ဆိုတော့ကောင်းနေပါမယ်เนาะ include inclusion principle အဲ့တော့ inclusion principle ကိုရှာမယ်ဆိုလို့ရှိရင်ဘယ်လိုရှာမယ်ဆိုလို့ရှိရင်လိုချင်တာကိုရဖို့အတွက် inclusion principle ကိုလိုချင်တာကိုရဖို့အတွက် လူကျင်နာကိုရားဖို့အတွက်သူရှာခိုင်းတဲ့ကောင်ကိုရှာဖို့အတွက်လူကျင်နာကိုရားဖို့အတွက်စုစုပေါင်းတဲ့ကောင်စုစုပေါင်းတဲ့ကမလူကျင်နာကိုနှုတ်နော်မလူကျင်နာကိုနှုတ် အဲ့တော့ဒီ inclusion principle ပဲဆိုတာပုံစံတွေမှာ not at အဆုံးမသက်တဲ့ဘူးဆိုတဲ့စလုံးလေးတွေပါနေတယ်ဆိုရင်ပါအဲ့ကောင်ကိုရှာမယ်ဆိုလို့ရှိရင်ဆရာဆရာတို့ကလိုချင်တာကိုရဖို့အတွက်စုစုပေါင်းနေရနေပြီးတော့မလိုချင်တာကိုမလုပ်လို့ဆိုရင်နှုတ်ဥပမာအနေနဲ့ပြီးနှလုံးနဲ့အဆုံးမသက်တဲ့ကောင်ကိုရှာပါဆိုဒါလိုချင်တာကပြီးနှလုံးနဲ့အဆုံးမသက်တဲ့ကောင် အဲ့ကောင်ရှာဘူးလေဆရာတို့စုစုပေါင်းနေရမလိုချင်တဲ့ကောင်ပြီးနှလုံးနဲ့သုံးတဲ့ကောင်ရှာပြီးတော့ဘာလုပ်ပြလိုက်လဲနှုတ်ပြလိုက်နှုတ်ပြလိုက်သဘောပေါက်လားဥမာ25နဲ့အဆုံးတက်တဲ့ကောင်ရှာပါဆိုရင်ဆရာတို့က25နဲ့အဆုံးမတက်တဲ့ကောင်ရှာလိုက်ပြီးတော့ရစုစုပေါင်းနေရနေဘာလုပ်လိုက်နှုတ်ပြလိုက်အဲ့တော့လိုချင်တာကိုရဖို့အတွက်စုစုပေါင်းနေကနေပြီးတော့မလိုချင်တာကိုနှုတ်လိုက်လို့ရှိရင်ဘာရမလဲဆိုရင်ဆရာတို့ရှာခြင်းနဲ့အတူပါသဘောပေါက်လားပါမနော် အဲ့ဒါဆိုရေးပု္ပ္ပာလေးနဲ့ဆက်လို့သွားအောင်1က how many permutation permutation ဘလောက်လဲအားတရာ of the letter နော်စလုံးကြီးရဲ့ permutation ဘလောက်လဲ of the word program ဆိုတဲ့စလုံးမှာ permutation ရေးထွက်တာဘလောက်လဲ if those not a ဆုံးမတက်ဘူးနံပါတ်အရာ2အားအားနှလုံးနဲ့အဆုံးမတက်တဲ့ ပါမြူတေးရှင်းကြီးပေါ့ပရိုဂရမ်ဆိုတဲ့စလုံးပါအာနှလုံးနဲ့အဆုံးမသက်တဲ့ပါမြူတေးရှင်းရဲ့ယူတယ်အဲ့တော့ဆရာတို့ဒီကောက်ကို accretion principle နဲ့သုံးမယ်ဆိုလို့ရှိရင်အာနှလုံးနဲ့အဆုံးမသက်တဲ့ကောင်ကိုလူချင်းရင်အာနှလုံးနဲ့အဆုံးသက်တဲ့ကောင်ကိုမလုပ်လိုက်နှုတ်လိုက်ရှာလိုက်ရှာလိုက်ရှာပြီးတော့မှစုစုပေါင်းတွေကနေမလုပ်လိုက်မယ်နှုတ်လိုက်နှုတ်လိုက်တော့ပေါ့မလားနောက်တစ်ခုက MAP map program ဆိုတဲ့စလုံးပါ MAP မနဲ့အဆုံးမတက်မဲ့ကောင်ကိုမလုပ်ပြရရှာပြရအဲ့ကောင်ရှာဖို့အတွက်ကျွန်တော်အဆုံးတက်မဲ့ကောင်ကိုရှာလိုက်ပြီရှာပြီးလို့ရှင်ဘယ်တရားလေးလှုပ်ပြလိုက်စူးစူးပေါင်းလေးရတယ်လှုပ်ပြလိုက်ရင်အဆုံးမတက်မဲ့ကောင်ကိုမဖြစ်ရသေးဘူးလေရဘာလို့ဒီလိုရှာလဲဆိုလို့ရှိရင်အာနဲ့အဆုံးတက်တဲ့ကောင်ကိုရှာမယ်ဆိုရင်ဆက်တော့အများကြီးအာနှလုံးနဲ့အဆုံးတက်တဲ့ကောင်ကိုရှာဟာနော်အဲ့တော့ကျွန်တော်ကအဆုံးမတက်တဲ့ကောင်ကိုလူကြီးအဆုံးတက်တဲ့ကောင်ကိုရှာပြီးတော့မလုပ်ပြရမယ် စုစုပေါင်းနေရနှုတ်ပြရအဲ့တော့ဒီစုစုပေါင်းကိုဆီကလည်းဘာလုပ်လိုက်မလဲသူနေရှာလိုက်အဲ့တော့ဘယ်စလုံးမှာရှာမလဲဆိုရင် program ဆိုတဲ့စလုံးမှာရှာတယ်အဲ့တော့ either word program အဲ့တော့ program ဆိုတဲ့စလုံးမှာကျတော့ဘာတွေဖြစ်နေလဲဆိုရင်ပြန်ထပ်နေတယ်เนาะ program ဟိုโปรแกรมဆိုတဲ့စလုံးမှာ P ရဘယ်နှလုံးပါလဲဆရာတလော P ရ တစ်လုံးနဲ့ 1p 2r အားဘယ်နှလုံးပါလဲဆို 2r 1o 1d 1g 1g 1a 1m 1ဟာပြန်ထက်နေတဲ့တို့ကြောင့်ဘူးကပြန်ထက်နေတဲ့တို့ကြောင့်ဘူး permutation rate repetition formula နဲ့ပါလို့ပြရတယ်ဆိုရင်သုံးပြရနော်စုစုပေါ့အဲ့တော့ဒီမှာဘယ်နှလုံးရှိရလဲဆိုတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးခုနှလုံးရှိတယ်ဒီ in the what program what programmer solution there are there are there are seven letter consistent i was to be consistent or ဘာဖြစ်ပါမလဲဆိုလို့ရှိရင် consistent or ဘာပါမလဲဆိုရင် 1p 2r 2r ရာ1 o 1 g 1 a m 1 m ဆိုပြီးတော့ပါဟုတ်လားအဲ့တော့ဒီမှာအာနလုံးတက်နေတဲ့အတွက်ကြောင့်လို့ repeat permutation with repetition ပုံရတယ်ဘာလို့လဲဆိုရင်ဒုတိယနံပါတ်8 number 8 the number 8 twelve seven one factory ရယ် seven factory ရယ် t two t ပြီးတော့ဘာလို့လောက်လဲဆိုရင်ဇာတို့ထက်တက်က two factory ရယ်နဲ့ဘာလို့လဲဆိုရင်စားလိုက် two factory ရယ်နဲ့စားလိုက်အဲ့ဒါဆိုလို့ရှိရင်ဇာတို့ဒီမှာ seven seven factory ကိုဖြန့်လဲရရယ် two factory ရယ်ဖြန့်လဲရတယ်ကျတော့ဒါမှမဟုတ်လို့ရှိရင် calculator သုံးမယ်ဆိုရင်7 factorial ကိုတီးပြီးတော့2 factorial နဲ့ စားလိုက်ရပါပြီလို့ဆိုလို့ရှိရင်ရတယ်အဲ့တော့ဒီပုံကိုစီကကက်ကူလေတာတပုတ်သုံးပြလိုက်နော်အပိုင်းငယ်ကြီးနှိပ်လိုက်မယ်7ဘင်း8ဖက်တိုရီယာဘယ်မှာရှိတယ်ဆိုလို့ရှိရင်အဲ့ပါပါဝါ -1 လေးပါရှိတယ်အောက်ကိုဆေးလိုက်မယ်2 8အဲ့ပါဝါ -1 မလဲတဲ့ခါမှာ2 5 2 3ညဆိုပြီးတော့ဗာပြလို့ဆိုလို့ရှိရင်ရ2 5 2 32 5 2 3အဲ့တော့ကြာဒီမှာတစ်ခါလေးရှင်းလိုက်တော့မယ်ကွာ နေ၅နေ၃ရကကူလာတာကြည့်လိုက်တာနော်ဒီမှာအဲ့တော့နော်ဒီကောင်ကဘာဖြစ်လဲဆိုလို့ရှိရင်စွတ်စွတ်ပေါင်းပေါ့ဟုတ်လားနံပါတ်1က 2r s အနလုံးနဲ့အစုံမတက်တဲ့ကောင်ကိုဘာလုပ်ပြရမလဲဆိုရင်ရှာပြရဒီနားလေးမှာနည်းနည်းမှတ်အောင် program ဒီနားလေးမှာနည်းနည်းမှတ်အောင် program က်တော့အာနှလုံးနဲ့အဆုံးမတက်တဲ့ကောင်လို့ဆိုရင်အာနှလုံးနဲ့အဆုံးတက်တဲ့ကောင်ကိုမလိုအောင်လုပ်ဘူးရှားလိုက်အာနှလုံးနဲ့ဘာဖြစ်လဲဆိုရင်အဆုံးတက်တာနော်အဆုံးတက်တဲ့ကောင်ကိုမလိုအောင်လုပ်ရှားပြီးတော့မှစွတ်စွတ်ပေါင်းလေးကနှုတ်လို့ရှိရင်သူ့မေးတဲ့ဘာကိုရမှာအာနှလုံးနဲ့အဆုံးမတက်တာကိုရနော်အဆုံးမတက်တဲ့ကောင်ကိုရအဲ့တော့အာနှလုံးကိုအသေးထားလိုက်မယ်အတိအကျသိတဲ့ကောင်နှလုံးကိုထားလိုက်မယ်အဲ့တော့ဒီမှာဒီရှိမှာဘာတွေကျန်ခဲ့ပြီးရဲ့ O ရဲ့ G ရဲ့ A ရဲ့ M ရဲ့ဆိုပြီးတော့ကြာခဲ့ဟာအာနှလုံးနဲ့အဆုံးသက်တဲ့ကောင်ကိုအတိအကျတီးတဲ့ကောင်ကိုဖယ်ထားလိုက်တယ်အဆုံးသက်မှာထားလိုက်တယ်သူတို့ရှိဒီ program ဆိုတဲ့စလုံးထဲမှာဘာကြံခဲ့မလဲသူတို့ P ရဲ့ O ရဲ့ G ရဲ့ A ရဲ့ M ရဲ့ဆိုပြီးတော့ကြာအဲ့ဒီအောင်မှာတီးကြဟာအတိအကျတီးတဲ့ကောင်ကိုဖယ်ထားလိုက် အတီးကျတီးတဲ့ကောင်ကိုမလုပ်ထားဘူးလေထဲတော့မထားဒါလေးမှတ်ထားဘူးလေအတီးကျတီးတဲ့ကောင်ကိုအတီးအကြတီးတဲ့ကောင်ကိုမလုပ်ထားဘူးလေထဲထားဒီစဒါလေးတီးတီးချာချာမှတ်ထားဘူးလေအဲ့တော့အတီးကျတီးတဲ့ကောင်အာနှလုံးကနောက်မှာရှိတယ်ဆိုတော့အတီးကျတီးတဲ့ဆိုကြောင့်ဒီကောင်ကိုဖယ်လိုက်မယ်ဆိုရင်ဒီစလုံးလေးကိုပဲဆရာတို့မလုပ်အောင်လို့ဆိုရင်ယူရအဲ့ဒီဒီစလုံးလေးမှာ ဘယ်နှလုံးရှိလဲဆိုရင်1 2 3 4 5 5ငါးလုံးရှိပြန်ထက်ထက်ကောင်ရှိတယ်အဲ့တော့ငါးလုံးရှိတယ်ဆိုတော့ဒီကောင်ကဘာလဲဆိုလို့ရှိရင်5 factorial ပဲအောက်ကစားစရာပြန်ထက်ထက်ကောင်ရှိတဲ့သူကြောင့်ဒီကောင်ကဘာဖြစ်လဲ5 factorial အဲ့တော့နံပါတ် A ပြဆရာတို့ကရှာတော့မယ်နံပါတ် A ကအာနှလုံးနဲ့အဆုံးမတက်တဲ့ကောင်ကိုသူကမေးထားတာအဲ့တော့ဆရာတို့ကအာနှလုံးနဲ့အဆုံးတက်တဲ့ကောင်ကိုရှာလိုက်တယ်နံပါတ်တော့ဝေးတယ် ဘယ်နမ်းပါတော့ဝေးအဆုံးသက်တယ်ဆိုတော့ ended ended in အတူတူအာအာနှလုံးနဲ့အဆုံးသက်တဲ့ကောင်ကဘာလဲဆိုလို့ရှိရင် five factory ဒီပဲနော် five factory အဲ five factory ကိုဖြန်းလိုက်လေရတယ်မဖြန်းဘဲနဲ့ဆက်လို့ဘာလို့လဲလို့ဆိုလို့ရှိရင်ကက်ကူလေတာသုံးလိုက်လို့ဆိုလို့ရှိရင် five ကလေးကိုပြလိုက် ူတွေကမသုံးကြည့်ဘူးသူတွေ5 factorial ဆိုတာကဘာဖြစ်လဲ5,4,3,2,1အဲဒါလေးကိုမျောလဲလဲလို့လဲ9လေး20 23 60 60နဲ့ပြီ120 120ရမယ်နော်အဲ့တော့ဒါကအာနှလုံးနဲ့အဆုံးတတ်တဲ့ကောင်သူမိသားတာကအဆုံးမတတ်တဲ့ကောင်အဲ့တော့နံပါတ်ဘီဟုတ်လို့ဟုတ်နံပါတ် A ကကြံပြီးတယ် ဒဏ္ဍပါတော့ဒဏ္ဍပါတော့ဝေး not and not and not at not at in into a a to a အာနှလုံးနဲ့အဆုံးမတက်တဲ့ကောင်လူကြီးရေ2530ရက်လို့အဆုံးတက်တဲ့120လို့ပါလို့ဒီလိုက်နှုတ်ပြီးလိုက် tôi bỏ bông nó tôi bỏ bông luôn nó ok đó nó mất bị nhiều sẽ có lại nó mất bị nhiều sẽ sẽ có lại nó mất bị đâu vậy nó an am a b am a b này sống mất tất cả con xã hội này ai đó giả lưu à sống tất cả con vào luôn này xã hội sống tất cả con xã hội တော့ program p r o g r a m ဘာနဲ့အဆုံးသက်လဲ m a b နဲ့အဆုံးသက်တဲ့ကောင်းဒီလိုက် m a b m a b နဲ့အဆုံးသက်မယ်ဆိုရင်ဒီပါအဆုံးသက်ထားမယ်ဆိုလို့ရှိရင်ဆရာတို့ဒီအရှိမဘာလဲကြံခဲ့မယ်ဆိုရင် r a o ရဲ့ g ရဲ့ r r လည်းပါပြီဟုတ်တယ် r o g r ဒါပဲကျန်တော့ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အတိအကျသိတဲ့ကောင်ကိုအတိအကျဖယ်ထားလိုက်ဖယ်ထားလိုက်အတိအကျသိတဲ့ကောင်ကိုဖယ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒါလေးရေးကြည့်ရနော်အတိအကျသိတဲ့ကောင်ကိုဖယ်ထားလိုက်မယ်ဆိုရင်အရှိမပါမရှိနေဆိုအာရူဂျီယာအာရူဂျီယာဆိုရေးလုံးရှိအဲ့တော့ဘာဖြစ်မလဲဆိုရင်ဒီကောင်က4 factory အဲ့တော့အားလုံးက၄လုံးရှိတယ်4 factory ရထက်တဲ့ကောင်ရှိတယ်ကြည့်ရှိအာနှလုံးရှိတယ်ဆိုတော့ ဒူးဖတ်တူရေနဲ့စားပြရသဘောပေါက်မလားအဲဒူးဖတ်တူရေနဲ့စားပြရမယ်ဒါလို့ရှာမှာ the number of we ending in အဆုံးသက်တယ်ဘာနဲ့အဆုံးသက်တဲ့ကောင်လဲဆိုရင် m a b နဲ့အဆုံးသက်တဲ့ကောင်ကိုကြည့်ရင်ကြံခဲ့တာက4 factorial ကိုကြည့်ပြီးတော့2 factorial နဲ့ဘာလို့မလဲဆိုရင်စားပြအဲ့တော့ကျွန်တော်တို့4 factorial 4တေးတော့ဖြန်းလိုက်မှာကွာ4 3 2 factorial အဝိ ဒူဖက်တိုရီပြီးရောပေါ့ဒါဒူဖက်တိုရီအောက်ကလည်းဒူဖက်တိုရီခြေလိုက်မယ်တွေ့ဒီတုံးပြီးဆက်လဲဒါက MAP နဲ့အဆုံးတက်တဲ့ကောင်လိုဂျီနာကသင်နံပါတ်တော့ waste not at in MAP MAP နဲ့အဆုံးမတက်တဲ့ကောင်လိုဂျီနဲ့စုစုပေါင်း2520-12အဆုံးတက်တဲ့ကောင်12ကိုနှုတ်လိုက်မယ်ဆိုကျွန်တော်ပါကြံလို့ပြီ8 80 52 52 2508တဲ့ဗျာနားလေလားနားလေနားလေနော်နားလေမယ်ဆိုရင်နှောက်တစ်ပိုင်း